ျွန်တော်ဒီပွဲမှာလဲပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေတွေအကောင်းဆုံးသောပတ်တိအကောင်းဆုံးသောအခွေပေါ့ဗျာနော်ဗရိတ်ကလေးတွေမွေးကွက်ကလေးတွေကျွန်တော်ရဲ့မိတ်ဆွေလေးတွေကိုကျွန်တော်မျှဝေပေးမယ်နောက်တစ်ချက်ပေါ့ဗျာနော်ဖော်မြူလာမူလေးတွေအကြောင်းလေးတွေပေါ့နော်ဒါလေးတွေလည်းကျွန်တော်နည်းနည်းရှင်းပြပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကို ျွန်တော်ဒီပွဲမှာတော့ပေါ့ဗျာနော်ဒီပွဲကကျွန်တော်တို့ဂျာတာပရင်းနီကလည်းဖောင်းပွဲခံတယ်ပေါ့ဗျာနော်ဖောင်းပွဲခံတယ်နောက်ပွဲမှာလည်းတော့နောက်ပွဲမှာတော့ဖောင်းပွဲမရှိဘူးပေါ့ဗျာနော်ကျွန်တော်ဒီဆယ်လာပိုင်းတလာဆယ်လာပိုင်း17လပိုင်းတလာလုံးလုံးကတော့ကျွန်တော်တို့ဖောင်းပွဲတွေမရှိဘူးဗျာနော်ကျွန်တော်17လပိုင်းထဲမှာဆိုရင်တော့ဖောင်းပွဲတွေတော်တော်များတယ်ဒီပွဲမှာလည်းကျွန်တော်တို့ဂျာတာပရင်းနီကဖောင်းပွဲရှိတယ်ဖောင်းပွဲရှိရဆိုကျွန်တော်ရဲ့မိတ်ဆွေတွေကဒီပွဲမှာပေါ့ဗျာနော် ကျွန်တော်တနေ့ဖောင်းဝဲခံပြီဆိုတော့နည်းနည်းလေးတော့သတိထားပြီးတော့ကစားကြပေါ့ဗျာနော်နည်းနည်းလေးတော့သတိထားပြီးကစားပါဒီပွဲမှာနော်ဒါပေမဲ့ဒီပွဲမှာကျွန်တော်ရွေးချယ်ထားတဲ့ပတ်သီးတွေခွေတွေပြိတ်တွေပေါ့ဗျာနော်မွေးခွက်တွေကတော့ကျွန်တော်ဒီပွဲမှာတော့တော်တော်လေးကြိုက်တယ်ဗျာနော်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တခုပြောချင်တာကကျွန်တော်တော်တော်လေးကြိုက်တယ်ဆိုပေမဲ့ကျွန်တော်၄မျိုးပေါ့နော်ဒါကထုံးတန်ရမိမိကြိုက်နှစ်သက်ရောက်ခဲ့ပြီးကစားပါ ကျွန်တော်၄မျိုးချပြီးမယ်ဆိုတာကပရိတ်ကြိုက်တဲ့သူတွေကပရိတ်လိုက်လို့ရအောင်ပတိကြိုက်တဲ့လူတွေကပတိလိုက်လို့ရအောင်အခွေကြိုက်တဲ့သူတွေကအခွေလိုက်လို့ရအောင်အကုန်လုံးကိုလိုက်ပြီးတော့တော့တူကလေးတယောက်ထဲတော့မထိုးနဲ့ပေါ့ဗျာနော်မိမိကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီးထိုးပေါ့နော်မွေးခွက်ကြိုက်တဲ့သူကမွေးခွက်ကိုထိုးပါနော်ဒါပေမဲ့ရာဂိုင်းနှုံးအပြည့်ကြည့်မယ်ဆိုရင်ဒီဘွဲမှာကအခွေတွေရောပတိတွေရောပရိတ်တွေရောမွေးခွက်တွေရောကတော့အားလုံးကကောင်းတယ်ဗျကောင်းတယ်ကျွန်တော် ဒီဘွဲအရာနေထားရဖော်မြူလာရည်ရောဆိုလို့ရှိရင်တော့ဗောဗျာเนาะကျွန်တော်ကျွန်တော်ရာခိုင်နှုန်းပြေးပေးခြင်းတာเนาะရာခိုင်နှုန်းပြေးတောင်းကျွန်တော်ပေးခြင်းလေအကုန်လုံးကိုဒါပေမဲ့ဒီဘွဲမှာကကျွန်တော်တို့ဖောင်းမွေးလေးကကြာတာပရိနိမှာဖောင်းမွေးလေးတစ်နေ့ရှိနေတယ်ဗောဗျာเนาะဒါကြောင့်မလို့ကျွန်တော်ဟိုရာခိုင်နှုန်းအပြည့်တော်ပေးဦးဗောဗျာเนาะရာခိုင်နှုန်းအပြည့်ထုတ်ွက်ကျိုးတယ်ဗောအဲ့လိုတော့ပြောလို့ရတယ်เนาะဒါကျွန်တော်ဖော်မြူလာအကြောင်းလေးလည်းပြောပြမယ် ဒီညမှာเนาะပြောပြောပြပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒါကကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပါသေးရင်လည်း like subscribe လေးလုပ်ထားပေးရင်เนาะလူသားလေးကလည်းနည်းနည်းနဲတဲ့အပေါ်မှာပေါ့ဗျာเนาะနဲတဲ့အပေါ်မှာຈັງແຮ່ແບບກະສຸເລບໍ່ປ່ຽນເນາະອະປິ່ງນີ້ລີມາສຸຍິນດາຕິດຕົງຍະອະທີທີ່ມາດີຊິມາບໍ່ເນາະດາກະເດໂຕລູກຈ້າຍຫນັດຕຍາກູຢູ່ເຈີບີ້ບໍ່ເນາະປັດແດລູດີຊິມາຈົນມາສຸດ້ອງໄປເດເນາະຈົນໃຫ້ເມິດສຸດີແລະຕິດດີມາຈົນໃຫ້ໄລຊູມາ ျွန်တော်ရွေးချယ်ပေးတဲ့ခဏမထွက်လာရင်နေပြီစီ1နဲ့3ညကမနေ့တလုံးညနေတလုံးပဲဖြစ်ဖြစ်တွဲပဲကြကြနော်ဒါမှမဟုတ်လို့ရှိရင်တော့မနေ့တလုံးညနေတလုံးကြကျွန်တော်ထုတ်ပေးတဲ့ခဏမဖြစ်ရင်နေပြီစီထွက်သွားဖို့အထိကျွန်တော်ဆူတောင်းပေးတယ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ဆူတောင်းပေးတယ်ကံအောင်လျော်စားပဲဗျာမိတ်ဆွေတွေဘက်ကလည်းကံကောင်းတော့ကဆယ်ဆိုပြီးတွဲကြတယ်ပေါ့ဗျာနော် နေစဉ်ခီလေးလိုကျင်လို့ပါစီရတယ်ကျွန်တော်ကကျွန်တော်နေတိုက်ပေါ့နော်နေတိုက်ခီလေးတွေကျွန်တော်ကင်တာကပြကျွန်တော်ကနေတိုက်ခီလေးတွေကိုကြာတော့ကျွန်တော်ကဟိုဘယ်လိုခေါ်မလဲကျွန်တော်ကမူဒီပေါ့နော်နေတိုက်မူဒီခီမရှိဘူးနော်အဲ့တော့ကျွန်တော်ကဘယ်လိုကင်လဲနေတိုက်ခီတွေကိုကျွန်တော်ကအချိုးသေးတွေထွက်ပြီးမှကင်တာပြနော်မနက်ပိုင်းဆိုရင်9:00ပြီးထွက်ပြီးအချိုး ပီးလေးတွေကင်တယ်ကျွန်တော်တို့ဆက်နှစ်ဈေးထွက်ပြီးညညနေတသက်မနေ့ကမနေ့တသက်အဲ့လိုပီးမျိုးလေးတွေကင်တယ်အဲ့ဒါကကျွန်တော်တို့တပွဲလုံးမှာတို့ဆယ်ဈေးရှိတဲ့နေရာမှာဆယ်ဈေးဆယ်ဈေးတော့လုံးလုံးရရမမှန်ဘူးဗျနော်လုံးလုံးရရမမှန်ဘူးထုတ်ဝက်အားဖြစ်တော့မှန်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာကလည်းဒါဖော်မြူလာရကြလာမယ်ခဏန်းနေရှိနေတယ်နော်ကျွန်တော်ရွေးချယ်ထားတဲ့ပရိတ်အခွေပတ်တီးနော်ဒါလေးတွေကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အခုပေါ်တော့ ရေးပြီးတော့ကျွန်တော်ဒီမှာချပြပေးမယ်ပြီးရင်ဘာကြောင့်ကျွန်တော်ဒီလေးတွေရွေးချယ်ပေးတယ်လာနိုင်ကြီးရှိတဲ့မူလေးတွေရှိတယ်ပေါ့ဗျာနော်ရှိတယ်ပေါ့ဒါကျွန်တော်တို့အပိတ်နေမှာဆိုရင်ကျွန်တော်တို့ဒါခဏန်းတူဗရိတ်တူထိတ်တူဘိတ်တူဆိုတာအဆုံပိတ်တဲ့ပွဲလေးပေါ့နော်30 30ဆိုတော့အဲ့လိုပိတ်တဲ့နေရာမျိုးတွေမှာကျွန်တော်ရဲ့မိတ်ဆွေဟောင်းတချို့တွေသိတယ်နော်ထိတ်တူထိတ်တောက်ကြနေမှာထိတ်တူထိတ်ပိတ်တဲ့ပွဲဆိုလို့ရှိရင် ော်တော်ရှားတယ်ဗျာဒီပွဲကနော်ကျွန်တော်ဟိုတစ်ဖက်ကတစ်ခါကြထားခဲ့ရှိခဲ့ပေါ့နော်ကျွန်တော်ဒီမှာကဟိုပေါ့ကျွန်တော်တို့ကလန်နာပေါ့ဗျာပြောရမယ်ဆိုရင်တော့အဲ့ကလန်နာပေါ့အထွတ်ဆင်ကလန်နာလေးတွေကျွန်တော်ဒီကျွန်တော်တို့ဘက်ကနေဘက်တွေဖြစ်သည့်အတွက်မလွယ်ကူဖြစ်နေလို့ဗျာနော်ကျွန်တော်အဲ့ထိတ်တူထိတ်တစ်ချိန်ကြခဲ့တုန်းကဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တကန်ချင်းစီရှင်းပြတယ်နော်တကန်ချင်းစီရှင်းပြတယ်ဒီဘက်မှာကအဲ့ဒါလေးကကျွန်တော်တို့ဘက်ကဝယ်လို့မလွယ်ဘူးဖြစ်နေတဲ့အပေါ်မှာ ည်းနည်းလေးခက်ခဲမှုတော့ရှိတယ်ပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်ပြောပြပေးသွားပါမယ်နော်အဲ့လိုတမူချင်းတော့ထောက်ပြလို့မရဘူးကျွန်တော်ရဲ့မိတ်ဆွေတွေပြန်ကြည့်လို့လည်းຢากောင်းຢားလိမ့်မယ်နော်ဒါမူတွေအရလျှောက်ပြောမယ်ဆိုရင်တော့ဗျာကျွန်တော်ရဲ့မိတ်ဆွေတွေမူတွေကိုပြောပြမယ်ဆိုရင်တော့ဖော်မြူလာမူတွေကအများကြီးပဲအများကြီးပဲဆိုတော့ကျွန်တော်မိတ်ဆွေတွေထိုးရတာလည်းအဆင်မပြေဘူးနော်အဲ့တော့ဒီဘွဲမှာကျွန်တော်ဘာကိုဦးစားပေးပေးသွားမယ်နော်ဘယ်ဥစ္စာလေးတွေပေါ့အကောင်းဆုံးဟာလေးတွေကိုကျွန်တော်ရွေးချယ်ပေးသွားမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေနော် 9238အခုထိုးကြပါမင်းခဏ9လုံးခွေရတော့ဘယ်ပေါ့ပါမလဲဗျာနော်ခဏ9လုံးအခွေတွေဆိုတော့များတာပေါ့ဘယ်ပေါ့မလဲအဲ့တော့ကျွန်တော်တို့တောက်ကြနေမှာပေါ့ဗျာနော်တောက်ကြနေမှာပြန်ကြထွက်ရင် သူကနောက်ဘက်မှာဘာလီလာထက်လဲပေါ့နော်ဟောတောက်ကြနေမှာပြန်ကြထွက်ရင်နောက်ဘက်မှာဘာလီလာထက်လဲနော်တောက်ကြနေမှာကျွန်တော်တို့ဘရိတ်တူကြရင် ပြန်ကြလာတတ်တယ်နော် နောက်တစ်ချက်အပေါ်မှာတောက်ကြနေမှာပြန်ကြရင်နောက်တစ်ဖက်မှာလည်းပြန်ကြခဏန်းပြန်ထွက်တယ်ပေါ့ဗျာနော်ပြန်ထွက်တယ်တောက်တောက်ကြနေမှာကျွန်တော်တို့တစ်ပရိတ်ထွက်ရင်နောက်ဘက်မှာသူကနက်ခတ်ကျင်းဒီလာမယ်ပေါ့နော်လာတယ်ဒါသူ့ရဲ့ဖော်မြူလာမူရလာတယ်ပြက်ပင်နေတယ်နော်တောက်ကြနေမှာသူကမနဲ့ညညီကူကြခင်ရင်နောက်ဘက်မှာသူကကိုးဆိုတဲ့ပတ်သီးဒီသူကဘုဒ္ဓဟူးမကျော်ပတ်သီးအဖြစ်လာတယ်ပေါ့နော်လာတယ် တောက်ကြနေမှာနောက်ပြန်ကြထွက်လို့ရှိရင်နောက်ဘက်မှာသူကဘာလီလာတယ်ထိုင်းပါဝါဆိုတဲ့ကဏ္ဍနေလာတယ်ထိုင်းပါဝါဘာလီလဲဆိုတော့ကျွန်တော်13 39 26 4ခွန်58ဆိုတဲ့ကဏ္ဍနေလာများတယ်ပေါ့ဗျာနော်လာတယ်ဒါပေမဲ့ဒီညမှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အကောင်းဆုံးတော့ရွေးချယ်ပြီးပေးမယ်ပရိတ်နဲ့ပတ်သက်လို့ကျွန်တော်ကောင်းကောင်းပေးမယ်ဒီညနော်ပရိတ်နဲ့ပတ်သက်လို့ကောင်းကောင်းပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုနော် ဒါကအခွေရတော့ဒီဘွဲမှာကျွန်တော်ကဘာအခွေကိုပေးမှလဲဆိုတော့ကျွန်တော်တို့ဒီအပတ်ပြန်ကြကြခြင်းကြောင့်เนาะတပတ်အတွင်းမှာပြန်ကြကနန်းရှိခဲ့ခြင်းကြောင့်ကျွန်တော်ဒီဘွဲမှာဘာအခွေပေးမှလဲဆိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကတပတ်အတွင်းမှာကျွန်တော်ရွေးချယ်ခဲ့တာပေါ့เนาะတပတ်အတွင်းမှာပြန်ကြကနန်းရှိခြင်းကြောင့်ဒီဘက်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်အခွေကနှစ်6ဆိုတဲ့အခွေကိုပေးမယ်ကျွန်တော်ကเนาะခါတိုင်းကျွန်တော်အခွေကိုဘူးထဲမခွေခိုင်းဘူး ီပွဲမှာအပူထည့်ပေးထားပါနော်ပူလေးထည့်ပေးထားပါနော်ဒီပွဲမှာဒီတင်းနဲ့6ခုအခွေကိုလိုက်တဲ့မိတ်ဆွေတွေကအပူလေးကိုထည့်ပေးထားပါနော်ခါတိုင်းကျွန်တော်အခွေတွေကိုအပူမပေးဘူးနော်ဒီပွဲမှာကျွန်တော်အပူပေးမယ်တင်းနဲ့6ခုအခွေကိုလိုက်တဲ့မိတ်ဆွေတွေကအပူလေးထည့်ပြီးတော့ခွေပေးပါအခွေဝါဒနာပါတဲ့မိတ်ဆွေတွေကနော် နောက်တစ်ချက်ကျွန်တော်တို့မနေ့ညပေါ့ဗျာညီကိုထွက်တယ်ကျွန်တော်တို့ဒီတောက်ကြနေမှာဆိုရင်မနေ့ညညီကိုထွက်တယ်ညီကိုပိတ်မနေ့ညညီကိုထွက်ရင် तू ကနောက်တစ်ပတ်မှာ၃ရက်အတွင်းပေါ့ဗျာနော်၃ရက်အတွင်းဗုဒ္ဓဟူးအတွင်းမှာညီကိုတစ်ချိန်ပြန်လာရမယ်နောက်တစ်ပတ်အခုအခုလာမယ့်အပတ်ဗုဒ္ဓဟူးအတွင်းမှာညီကိုတစ်ချိန်ပြန်ကြပေးရမယ်သူကနော်အဲ့လိုမူလေးတွေရှိတယ် နောက်တစ်ချက်ကျွန်တော်တို့ဒီတောက်ကြနေပါဘောပြညီကိုထွက်ခဲ့တယ်ဆိုရင် သူကနှစ်ရက်အတွင်းမှာပရိကပရိအားဖြစ်ဆိုရင်တစ်ချောက်ပရိနော်နောက်တစ်ချက်ကျွန်တော်တို့သုံးညကိုမတ်ကပ်ပြီးထွက်လို့ရှိရင်နှစ်လေးကိုမတ်ကပ်ပြီးလာရမယ်ဒီလိုပေါ့အမူရရှိတယ်ရှိတယ်အောင်ပါကျွန်တော်ကအခွေကကျွန်တော်ရဲ့မိတ်ဆွေတွေကိုတင်းနှစ်ချောက်ကုန်ကိုအခုပါထည့်ခွေခိုင်းပြီးပြီးပတ်သီးကဒီဘွက်မှာကျွန်တော်ဘုရဟူးမကြော်မှာဘာဟုပေးမလဲကျွန်တော်6ကိုပေးပါတယ်နော်။ဘာကြောင့်6ကိုပေးလဲကျွန်တော်ရဲ့မိတ်ဆွေတွေချက်ပြန်ကြည့်ပြီးနော်။ကလန်နာရှိတဲ့မိတ်ဆွေတွေက ထိတ်တူထိတ်ပိတ်တဲ့ပွဲတိုင်းမှာ6တလုံးကဗုဒ္ဓဟူးမကျော်ကြပြီးတယ်နော်ဗုဒ္ဓဟူးမကျော်ကြပြီးတယ်ဒါကြောင့်ကျွန်တော်6ကိုရွေးချယ်ထားခဲ့တယ်ပတ်သီးကိုနောက်တစ်ချက်ကျွန်တော်ဗရိတ်ဗရိတ်ကပါဝါဗရိတ်လည်းမဟုတ်ဘူးနက်ခတ်ဗရိတ်လည်းမဟုတ်ဘူးညီကိုဗရိတ်လည်းမဟုတ်ဘူးဗရိတ်ကိုကျွန်တော်ကဒါကျွန်တော်ထိတ်တူမူရဲ့ကျွန်တော်ဒါကျွန်တော်ကင်ထားတဲ့ထိတ်တူမူရဲ့ဗရိတ်မူကျွန်တော်ဖမ်းတဲ့ဗရိတ်ဒါနော်6ဗရိတ်နော်6ဗရိတ်မှာ तू ကဘာတွေလာမလဲခဏန်းကအများဆုံးလာတာဒီ तू က လေးပြိတ်နဲ့ဆိုရင်ကျွန်တော်တို့ဖာလာလေ6ရယ်40ရယ်နှစ်ပူးရယ်ဆိုတဲ့ခဏလာ6ပြိတ်နဲ့လာရင်အလာအများဆုံးခဏက9ခွက်ထဲကရင်ကျွန်တော်တို့၄ပြိတ်နဲ့ပတ်သက်တဲ့9ခွက်ထားရင် အလာအများဆုံးခဏနေဒီ6 9 40နှစ်ပူးဆိုတဲ့ခဏအလာများတယ်နော်6ပြိတ်နဲ့ပတ်သက်လာရင်သူကဖေခဏနေအလာများလေ15နော်15ခွန်9ကျွန်တော်တို့ 60ဆိုတဲ့ခဏန်းนี่အလာများတယ်เนาะအဲ့ခဏန်းนี่အလာများတယ်ဒါက၄ချောက်၄ချောက်ပရိတ်ကိုဗျာကျွန်တော်ရဲ့မိတ်ဆွေတွေပရိတ်နှလုံးတစ်လုံးဘုရဟုတွင်းဆိုရင်ကျွန်တော်ကယာကန်လုံးပြည့်ပြီမှာเนาะယာကန်လုံးပြည့်ပြီမှာအဲ့နှလုံးတဲ့ကတစ်လုံးကယာကန်လုံးပြည့်ပြီမှာဘုရဟုတွင်းမှာကြောက်ကြရမယ်နှလုံးသလုံးလည်းဖြစ်ခြင်းဖြစ်မယ်เนาะဒါပတ်သီးသမားတွေအဖို့မှာဆိုရင်တော့ တကွက်ပဲကွာတဲ့ကွာတယ်ပေါ့ဗျာနော်လိုက်တင်တယ်၄၆ပြိတ်ကိုနော်ရှားခိုင်းလုံးအပြည့်ကျွန်တော်ဘက်ကပေးတယ်နောက်တစ်ချက်မူကွက်မူကလေးမူကွက်မူကကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ဗာပေးခြင်းလဲမူကွက်ပုံနဲ့ပတ်သက်လို့နော်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ရသေးတယ်လဲ like subscribe လေးလေးလုပ်ထားပေးပါဗျာနော် like လက်မလေးတွေ share လေးတွေအသေးလေးတွေနဲ့ကူညီပေးပါဗျာနော် ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အကောင်းဆုံးတော့ကြိုးစားပေးခဲ့တယ်ပေါ့ဗျာနော်ကျွန်တော်ကြံခဲ့တဲ့ဘက်ကဆိုရင်လည်းဒါဟိုကောမတ်မှာပေါ့မန်းလို့ရတယ်ကြံခဲ့တဲ့ဘက်ကဖိတန်းဒီမှာဆိုရင်ဒါတစ်ပတ်ဒီလိုက်နေတဲ့မိတ်ဆွေတို့ဝင်ပြီးတော့ပေါ့နော်ဒါသူအမောက်ဘလောက်ထိရောက်တယ်ဆိုတဲ့နေရာကိုရောက်ခဲ့တဲ့နေရာမှာကျွန်တော်အကြံပြုခဲ့တယ်ကျွန်တော်ရဲ့မိတ်ဆွေကိုအပိတ်သက်လည်းဖြစ်နေပြီးမောင်းပြမလိုက်ဖို့မိန်းနဲ့တင်လိုက်ဖို့နော်တင်းနဲ့ပတ်သက်ရင်10တင်ကအဓိကမိန်းထားပြီးကစားဖို့မနက်ပိုင်းမှာနော်ကျွန်တော်မူလေးနဲ့လည်းချပြခဲ့တယ်နော်အဲ့တော့ ကျွန်တော်တို့မွေးကွက်ကဘာကိုမွေးရမလဲဒီပွဲမှာထိတ်တူမူရဲ့မွေးကွက်မိတ်ဆွေဟောင်းတွေသိတယ်ကျွန်တော်ထိတ်တူမူရဲ့မွေးကွက်ကိုနော်နှစ်တက်20ဆိုတဲ့ခဏနှစ်ကွက်မွေးရမယ်နော်မွေးရမယ်အဲ့ဒီမှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကဘာတစ်ခုထပ်ပြောခြင်းလဲနော်ဒါကဒီနှစ်ကွက်ထဲမွေးရမှာဒီလိုမျိုး အများကြီးတွေကိုမကြိုက်ဘူးကျွန်တော်ရဲ့မိတ်ဆွေတွေမကြိုက်နှစ်သက်ဘူးဆိုရင်ကျွန်တော်သေးကြအောင်ကျွန်တော်ထပ်ပြီးတော့တစ်ခုပြောပြီးပြမယ်နော်အခုပြောပြီးပြမယ်ဒီမွေးခွန်းနဲ့ပတ်သက်လို့ခါတိုင်းမှာကျွန်တော်တို့တခွေထဲတုန်းကလည်းတခွေထဲကြားတယ်ပေါ့ဗျာနော်ကြားခဲ့တယ်တောက်လျှောက်မှာတော့ပိုပြီးသေးကြအောင်ကျွန်တော်ထပ်ပေးခြင်းမယ်ဒီမွေးခွန်းနဲ့ပတ်သက်လို့ပေါ့နော်ဒါကတော့မိန်ပဲကျွန်တော်က1 1 3ညခွေပါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေအဲ့ဒီမှာဘာတွေထပ်တို့လာမလဲ30ရို့ဘာတို့တွေထပ်တို့လာလိမ့်မယ်နော် တစ်နှစ်တို့တစ်နှစ်ကတော့ပါပြီးသား20ဆိုတော့ကျွန်တော်တို့တစ်ဆယ်ဆိုရဲကနေထပ်တူလာမတူနဲ့နှစ်ဘူးနော်ကျွန်တော်တို့တစ်ဘူးသုံးညာဘူးနော်ဒါကျွန်တော်တို့နှစ်ဘူးတစ်ဘူးသုံးညာဘူးဆိုတဲ့ခန်းန်းကိုထည့်ပြီးတော့ရှင်းတာနော်အဲ့ဒါဆိုရင်ကျွန်တော်နှစ်တစ်20ကအဓိကမိန်မွေးခန်းန်းဖြစ်တယ်အဲ့ဒီအထက်မှာကျွန်တော်တို့နှစ်ဘူးတစ်ဘူးသုံးညာဘူးဆိုတဲ့ခန်းန်းလေးထပ်ပြီးတော့ အဲ့ဒါလို့ကာပြီးမယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဒီလိုမျိုးဆိုရင်ကျွန်တော်အရာခိုင်လုံးအပြည့်ထပ်ပေးမှာနော်အပြည့်ထပ်ပေးဦးမယ်ကျွန်တော်ကျွန်တော်အခုပေးတဲ့မူဒီဒီမှာကျွန်တော်ပေးထားတာအခွေရှိတယ်ပတ်သီးရှိတယ်ဗရိတ်ရှိတယ်မွေးကွက်ရှိတယ်ဆိုတော့များတယ်ဗောဗျာနော်ကျွန်တော်ရဲ့မိတ်ဆွေတွေအမြင်မှာများတယ်ကျွန်တော်ပြောချင်တာကတော့ဒီသေးကဒီဘက်မှာဗောဗျာနော်ကျွန်တော်ဒီလိုဒီပြောခဲ့ပါတယ်ဒီလေးမူတွေရရင်ဖောင်းပွဲရှိလို့ပြတ်သွားရင်တမူပဲ ဒါပေမဲ့မပြတ်နိုင်ဘူးဒီပွဲမှာတော့မပြတ်နိုင်ဘူးဒီပွဲဘာကြောင့်မပြတ်နိုင်လဲကျွန်တော်တို့ပတ်တီးနဲ့ဒီမှာကျွန်တော်တို့အခွေနဲ့ခဏန်းကညှိပြီးတော့တခါလေးပြီးလို့ရတဲ့အဆင့်အနေထားတစ်ခုရှိတယ်နောက်တစ်ချက်ကျွန်တော်တို့ဒီမှာဒီ brain နဲ့လာပြီးတော့ပေါ့ဗျာနော်ပြီးမယ်ဆိုလဲပြီးလို့ရတယ်ပေါ့အဲ့လိုလေးတွေရှိတယ်ဒီနှစ်ခုကတစ်ခုခုတော့တွဲဆင်းလိမ့်မယ်ဗျာနော်ဒီအမျိုးတွေကတစ်မျိုးမျိုးတော့တွဲဆင်းလိမ့်မယ် ဒီမွေးကွက်နဲ့ဒီခွေနဲ့တွဲဆင်းပါလားဒါမှမဟုတ်ရင်ဒီပရိင်းနဲ့ဆင်းပါလားနှစ်မျိုးကတော့တွဲဆင်းလိမ့်မယ်နော်တွဲဆင်းလိမ့်မယ်တခါတည်းနှစ်မျိုးစလုံးကိုတခွက်သေးပြီးအောင်ဆင်းလိမ့်မယ်နော်တခွက်သေးပြီးအောင်ဆင်းလိမ့်မယ်ဘယ်လိုဆင်းမလဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကဘက်ကတစ်ချက်လိုက်ပြီးတော့ဟိုနေဖြစ်ပေါ့ဗျာနော်စဉ်းစားကြည့်ပေါ့ဒါကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ယာကိုင်းလုံးပြည့်တွေပြီးခဲ့ပြီးပြီနော်ဒီ6ပရိတ်ကိုလိုက်မယ်ဆိုရင်ပရိတ်ဝါသနာပိုင်းလိုက်နော်ယာကိုင်းလုံးပြည့်ကျွန်တော်ပြီးခဲ့မယ် ဒီ6ပြည့်ကိုလိုက်ချင်120ခွင့်မယ်ဆရာဟုတ်ကဲ့ဗျာเนาะအဲ့လိုပေါ့120ရတော့ဒါကျွန်တော်မိတ်ဆွေအခုပြောသလိုပဲ120ရတော့အခွေဖြစ်တာပေါ့ဗျာเนาะအဒါပြီးမဲ့ကျွန်တော်ကကာပြီးတော့ပြီးတာအဓိကမွေးရမှာအဲ့နှစ်ကွက်ထဲเนาะအဲ့နှစ်ကွက်ထဲနှစ်တက်နဲ့20ဆိုရဲဒါထိတ်တူမူရဲ့မွေးကွက်ကဒီနှစ်ကွက်ပဲရှိတာနှစ်တက်နဲ့20နှစ်ကွက်ပဲရှိတာနောက်အားဖြင့်ကျွန်တော်ကဘာလီပြန်ပြီးတခါအချက်တွေရှိလဲဆိုတော့ကျွန်တော်တို့ပေါ့เนาะ ကျွန်တော်တို့မနဲ့ညပေါ့မနဲ့ညကိုညီကိုထွက်ရင်ကျွန်တော်တို့နောက်၃ရက်အတွင်းမှာညီကိုဆိုတော့ဒီညီကိုကနန်းအားပူရှိတယ်ပေါ့ဗျာနော်21ဆိုရယ်ကနန်းသူဖော်မြူလာမူရကျွန်တော်မနဲ့ညမှာညီကိုထည့်ထားထွက်ခဲ့ရင်သူကပထမဘက်မှာပေါ့နော်မနဲ့ညညီကိုထွက်ရင်နောက်ဘက်မှာ၃ရက်အတွင်းမှာညီကိုသူကပြန်ထွက်ပြေးရမယ်ဆိုတော့သူကအားတော့အားရှိစရာကနန်းနေပဲပေါ့ဗျာနောက်တစ်ချက်ဗမာတစ်ခါပြန်အားရှိစရာရှိလေအခွေမှာလဲအခွေမှာဆိုညီကိုတွေအများကြီးပဲနှစ်တဲ့နော် 6ခုဆိုတဲ့ညီကူနှစ်ကွက်ပါနေရပြန်ပြီးတော့နော်အဲ့လိုလေးဒီအားရှိတရားကဏ္ဍလေးတွေပါဒီပွဲမှာကျွန်တော်ရေးအာမခံနေတာတခုရှိတယ်ကျွန်တော်ရေးမိတ်ဆွေဒီကျွန်တော်ပေးထားတဲ့ချထားတဲ့လေးမှုတွေကဒီဖောင်းခွဲရှိလို့ပြက်သွားရင်တမှုပဲနော်တမှုပဲပြက်သွားရင်တမှုပဲဒါပေမဲ့ကျွန်တော်ဒီပွဲမှာလို့ယုံကြည်မှုအပြည့်ထားတယ်ပြက်လိုက်မယ်လို့ကျွန်တော်မထင်ဘူးနော်မထင်ဘူးနောက်တစ်ချက်ထပ်ပြီးတစ်ခါတတိကျွန်တော်မိတ်ဆွေတွေဒီအခွေးပေါ့ဗျာနော်ကိုမက မှန်တယ်လို့ပဲ120ခွေမယ်ဆိုတာခွေပေါ့နော်ဒါကတော့ကျွန်တော်အဓိကမွေးခွက်ထုတ်တဲ့မူဒီထိတ်တူမူရဲ့အပိတ်နဲ့မှာထိတ်တူပိတ်တဲ့မူရဲ့မွေးခွက်ကဒီနှစ်ခွက်ပဲထွက်တယ်တခါကြရင်တခွက်ထဲထွက်တယ်တခွက်ထဲထွက်တယ်လို့ကတော့ထွက်ခဲ့သေးတာပဲဗျာနော်ထန်ကုန်သူက3ခွက်အထိပဲတာဒါပေမဲ့အပူတစ်ချက်ကျွန်တော်ပြန်ကားလာနော်အပူတစ်ချက်ကိုပြန်ကားလာပို့သေးကြအောင်လို့နော်ပို့သေးကြအောင်လို့ဒါဆိုရင်ဒီထိတ်တူမူကမပြတ်ခဲ့ဘူးလားပြတ်ခဲ့တယ်မူကြီးရှိတယ် ရှားတယ်ပေါ့ဗျာနော်ဟိုကျွန်တော်တို့၅ချိန်သုံးမယ်ဗျာ၅ချိန်ကင်တဲ့နေရာမှာကျွန်တော်တို့၄ချိန်ထွက်ခဲ့တယ်၄ချိန်ပြက်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဒီမူကိုထုတ်ပြလို့မရဘူးကင်ထားရမယ်ဘူးပေါ့နော်အဲ့လိုလေးတွေရှိတယ်အဲ့ဒီမှာကျွန်တော်ပြန်လိုက်ပြီးစစ်ကြည့်တဲ့အခါမှာသူကဘယ်လိုတွေရှိလဲဆိုတော့အဲ့လိုပြက်ခဲ့တဲ့မူတွေထဲမှာဒီလိုထည့်ခွင်သူကမပြက်ဘူးတပွဲမှပြက်ပွဲမရှိဘူးလို့ကျွန်တော်ပြောမယ်နော်အတရ20ကိုအပူပါထည့်ခွေမယ်ဆိုရင်တပွဲမှာပြက်ခွဲမရှိဘူးအဲ့လိုမျိုးသွားခဲ့တဲ့မူတွေရဆိုရင်ဟောနော် ဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေလိုက်လက်မလေးတွေနှိပ်ပြီးတာအားနေနေသလားလို့เนาะကျွန်တော်ရဲ့မိတ်ဆွေတွေဝင်ကြည့်တဲ့မိတ်ဆွေနဲ့အားနေနေသလိုပဲเนาะအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းအပိတ်နေယူလေးမှာတော့ကျွန်တော်အကောင်းဆုံးတော့ကြိုးစားပေးခဲ့တာပဲเนาะနောက်တစ်ချက်ကျွန်တော်ပြောချင်တာကကျွန်တော်ရဲ့မိတ်ဆွေတွေကိုเนาะကျွန်တော်ဒီမူလေးတွေနဲ့ပြတဲ့အမူလေးဆိုရင်ပေါ့ဗျာเนาะဒီဘက်မှာကျွန်တော်တို့ပြခဲ့တဲ့မူလေးဆိုလို့ရှင်ဒီဒီဒီနေရပေါ့เนาะ ဗိတ္တန်ကြီးပြခဲ့တဲ့မူလို့ဆိုရင်ဒါ၄ပင်ကူးတွေကျွန်တော်တို့ပြတယ်ဒီတစ်ခါကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်၃ပင်ကူးပြမယ်နော်၃ပင်ကူးတွေပြဘာဖြစ်လို့၃ပင်ကူးပြ၄ပင်ကူးရင်သူကကျွန်တော်တို့ငူဖမ်းနေဆိုလို့ရှိရင်တင်းနှစ်၃ပင်၄ပင်ဆိုရင်သူကတပင်ပြတ်တတ်တယ်ပြတ်တတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပေါက်ဖို့ခဏန်းဒီကျွန်တော်ပြန်ပြီးတော့တောက်လျှောက်ပေါ့နော်ဒီရှေ့ဒီမှာလည်းအများကြီးပဲကျွန်တော်တို့ဒါပြခဲ့တဲ့မူတွေဒီရှေ့မှာအထပ်လိုက်ကြည့်ပြန်နော်ဝယ်တိုင်းဆိုတော့ကျွန်တော်တို့ ပြန်စစ်ကြည့်တဲ့အခါမှာသုံးပင်ဖမ်းရင်သူကပြက်တဲ့ပွဲတော်တော်နဲတယ်ပေါ့နော်ကျွန်တော်တို့ရာခိုင်နှုန်းအဖြစ်ရားဖို့အားများတယ်အဲ့တော့ကျွန်တော်ကလည်းဟိုဘယ်လိုလဲဆိုတော့ဒီ၄ပင်ကူပြသုံးပင်နဲ့ဆိုတော့ကျွန်တော်နဲနေမလားအပင်လေးတွေတူနေမလားနော်ဒါကြောင့်မို့ကျွန်တော်၄ပင်ကူစိုက်ပြီးဖမ်းပြီးပြတယ်ဒါပေမဲ့ကျွန်တော်တို့ရာခိုင်နှုန်းအကျွန်တော်တို့ဘက်ကရာခိုင်နှုန်းအမှန်ဘူးများတာကသုံးပင်ကူကပိုကောင်းတယ်နော်အဲ့တော့သုံးပင်ကူသုံးပင်ပဲကူကူပြနော်ကျွန်တော်ရဲ့မိတ်ဆွေတို့တခုကျွန်တော်အကြံပြုချင်တာက၄ပင်ပဲကူကူ တပင်းနေပဲဖြစ်ဖြစ်ကျွန်တော်တို့ကအထူးကပောက်ကွက်ဖြစ်ဖို့ကအရေးကြီးတာလို့ကျွန်တော်အခုခံယူချက်ပြန်ထားတယ်ဒီဘွင်းရယ်နော်ပောက်ကွက်ဖြစ်ဖို့ကအထူးကအရေးကြီးဆုံးပဲအဲ့ဒါကြောင့်မလို့ပောက်ကွက်ဖြစ်ဖြစ်အောင်ရွေးနိုင်ဖို့အတွက်ကိုကျွန်တော်ကပြန်ပြီးတော့ပေါ့နော်သုံးမင်ကူကိုပြန်ဖမ်းမယ်ဒီဘွင်းမှာနော်အဲ့လိုပြန်ဖမ်းပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအကောင်းဆုံးဒါမှလည်းကျွန်တော်တို့အကောင်းဆုံးသောမိန်ကွက်ကလေးတွေနဲ့ရွေးချယ်ပြီးလိုက်မယ်ကျွန်တော်တို့နော်အဲ့လိုမူလေးတွေဖမ်းမယ်အကောင်းဆုံးလဲကျွန်တော်ထပ်စူးစမ်းပြီးဦးမယ်ဒီဘွင်းမှာကျွန်တော်ရဲ့မိတ်ဆွေတွေ အဲ့တော့ဒါဒါကပြီးပြီအဲ့တော့ဒီဘွဲမှာကျွန်တော်ရဲ့မိတ်ဆွေခွန်ရှော်လေးရရင်လည်းရယူထားပါနော်ရရင်ရယူထားနော်ပရိဝါဒနာပါတဲ့မိတ်ဆွေတွေနော်ဟိုဘောအကွက်ကတော့များတယ်ဗောဗျာနော်ပရိအားဖြစ်ဆိုရင်တော့အာဝါဒနာပါတဲ့မိတ်ဆွေတွေရာလဲရှားခိုင်နှုံးအပြည့်ပေးတယ်ဗျာကျွန်တော်ကအဲ့၄၆ပရိကိုနော်၄၆ပရိကိုရှားခိုင်နှုံးအပြည့်ပေးတယ်နောက်တစ်ချက်ကျွန်တော်ဒါ၄၆ပရိနဲ့ပတ်သက်လို့ရှင် ထွက်လာအနိုင်ကြီးအရှိဆုံးအားအကောင်းဆုံးခဏန်းတွေကိုလည်းကျွန်တော်ရွေးချယ်ပေးခဲ့တယ်နော်ရွေးချယ်ပြီးပေးခဲ့တယ် နောက်အများကြီးမတက်နိုင်တဲ့လူတွေကတော့ဗောဗျာနော်နည်းနည်းပါးပါးလိုက်ဆော့တဲ့ကစားတဲ့မိတ်ဆွေတွေအာအကွက်တွေအများကြီးလည်းမထိုးနိုင်ပါဘူးပတ်သီးလည်းမပတ်နိုင်ပါဘူးနေချင်းပဲမွေးကွက်ကလေးကစားကျင်နေဆိုရင်တော့20နဲ့1တင်းနှစ်ကွက်ထဲမွေးဗောဗျာနော်မွေးပြီးကစားဗောနော်အဲ့ဒါလေးပဲမွေးကစား ။အဲကျွန်တော်တို့ဒီ main ပေါ့ဗျာเนาะအဓိက main ထုတ်ပြရမယ်ဆိုရင်ကျွန်တော်တို့ညီကိုသာထားလို့ပေါ့ဗျာเนาะဒီဘက်ကျွန်တော်1.6ခုအခွေတွေကလာခဲ့မယ်ဆိုရင်ခဏန်းကတော့အာအကောင်းဆုံးခဏန်းနေဆိုလို့ရှင်ကျွန်တော်တို့ဒါ2ခွန်ခွန်6ပေါ့ဗျာเนาะဘာဒီ2ခွန်6ခွန်ကအာအကောင်းဆုံးခဏန်းဖြစ်လာပဲလဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ပွဲတိုင်းပြီးခဲ့တဲ့မူလေးတမူရှိတယ်မွေးကွက်မူเนาะမွေးကွက်မူလေးကွက်မူဆိုင်ကလေး အဲ့ဒါကိုကျွန်တော်ထပ်ပြောခဲ့ဦးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုနော်အဲ့ဒီမွေးကလေးခွက်မှုဆိုင်ကဘာတွေထိုးရမှာလဲဒီပွဲမှာနော်မနေ့ဖန်အဖွင့်နေတနေနာနေ့မထိုးနဲ့အောင်အိုက်ကနနော်မထိုးနဲ့အောင်ကျွန်တော်ရေးပေးခဲ့မှာအင်္ဂါနေ့တနေ့ပဲထိုးထွက်ထွက်မထွက်ထွက်နော်အဲ့ဒီနေ့မှာထိုးရမယ်ကန29 26နော်ဒါကျွန်တော်ထပ်ပြီးတော့လဲသတိပေးဦးမယ်နော်တနေနာနေ့ညကိုကျွန်တော်လိုက်လွှင့်ပြင်ထပ်ပြီးတော့လဲသတိပေးဦးမယ်39 36 ဒါအင်္ဂါနေ့အတွက်နော်အဲ့ဒီခဏန်းလေးခုကအင်္ဂါနေ့အတွက်အဲ့ဒီတနေ့ပဲထိုးရမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေနော်296 396 396နော်ကျွန်တော်တို့အဲ့ဒီလေးခုကိုကျွန်တော်တို့ကအင်္ဂါနေ့မှာပဲထိုးရမယ်နော်အင်္ဂါနေ့မှာထိုးရမယ်ခဏန်းလေးခုကအင်္ဂါနေ့ तू ကအကြရင်မနက်ပိုင်းနေအကြများတယ်ညနေပိုင်းနေတယ်နော်မနက်ပိုင်းမှာဦးစားပေးပြီးကြညနေပိုင်းညကြတဲ့ပွဲရှိတယ်နဲတယ်ပေါ့နော်ကြတဲ့ပွဲနဲတယ်အဲ့ဒီလေးခွက်ကအင်္ဂါနေ့မှာထိုးရမယ်လေးခွက် ဒါကထိတ်စည်းတူမူရဲ့မွေးကွက်နှစ်ကွက်နှစ်တင်းနဲ့20ဟာနော်ဒီပွဲထိတ်တူထိတ်ပိတ်တဲ့ပွဲကတော်တော်ရှားပါတယ်နော်ရှားတယ်နည်းတယ်ဗောဗျာနော်ဒါကြောင့်မလို့ဒါထိတ်တူထိတ်တူမူရဲ့စိတ်စိုက်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေတစ်ချက်လောက်လဲစကွင်ကျော်လေးရယူထားပါ၄6ပရိတ်ကိုကျွန်တော်မိတ်ဆွေတွေဘိတ်ဝါဒနာပါတဲ့မိတ်ဆွေရာဂိုင်းလုံးအပြည့်ကျွန်တော်ပေးထားပါတယ်နော်ရာဂိုင်းလုံးအပြည့်ပေးထားတယ် ဒီမိုးကွက်မှုစိုက်မှာလည်းဒီကဏန်းတွေထည့်မယ်ဆိုရင်ကျွန်တော်ရာခိုင်နှုန်းအပြည့်ပေးပါတယ်။မထွက်လို့ကြီးမိုးကွက်ကြီးပဲနှစ်ကွက်ထိုးမယ်ဆိုရင်တော့ကျွန်တော်60ရာခိုင်နှုန်းပေးပါတယ်။နော်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနော်ဒီပွဲမှာလည်းကံကောင်းကြပါစေအောင်မြင်ကြပါစေဗျာနော်ဒီပွဲမှာလည်းရွေးချယ်မှုတွေမှန်ကန်ပါစေ။ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကြံခဲ့တဲ့ပွဲရဆိုရင်ဗျာနော်ကျွန်တော်ဖိတ်ဆုံးနေရဆို 30ဆိုတော့30လဲထွက်ကိုကျွန်တော်ဝမ်းတာဘာဝမ်းတာလဲဆိုကျွန်တော်ရွေးချက်ပေးတဲ့ကဏ္ဍ30တင်ကမှန်လို့ကျွန်တော်ဝမ်းတာမဟုတ်ဘူးကြံကဏ္ဍနှလုံးစလုံးပြုတ်ကျတဲ့အပေါ်မှာပေါ့နော်မိတ်ဆွေတွေချုံမိတ်ဆွေတွေလိုက်နေတဲ့မိတ်ဆွေတွေရှိရင်ရှိလိမ့်မယ်ဒီတုံညာတို့တက်တို့ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကျသွားတယ်ဆိုတော့ဗိတ်မှာပဲကျကျဘလို့ပဲကျကျနည်းနည်းပပတော့ဗျာနော်ဝင်ခုကြတာပေါ့အဲ့လိုမျိုးအနောက်ဘိတ်ဆုံးနှလုံးကြံကွာတစ်လုံးကြနေတို့လိုက်ကြမယ်ဆိုတဲ့လူတွေအဖို့ကြတော့လဲ နှစာပေါ့နော်နှစာပေါက်တယ်ပေါ့နှစာသီးလေးတွေဆိုကျွန်တော်အဲ့ဒါလေးကိုဝမ်းတာတာကျွန်တော်ကနန်းမှန်တာမမှန်တာရေချောင်းမဟုတ်ဘူးကျွန်တော်အဲ့ဒါလေးကိုဝမ်းတာတာကျွန်တော်ရဲ့မိတ်ဆွေတွေအားကြောင့်မို့ကျွန်တော်အဲ့ဒီညလိုက်ရှုမှတော့ကျွန်တော်ဆူတောင်းခဲ့ပါတယ်ကျွန်တော်ရွေးချယ်ပေးတဲ့ကနန်းမမှန်ရင်နေပါတုံညနဲ့တစ်ထွက်ပါသေးလို့ကျွန်တော်ဆုဆူတောင်းပေးပါတယ်ဆိုပြီးတော့နော်ကဲအဲ့ဒီမိတ်ဆွေတွေအားလုံးပဲဒီပွဲမှာလည်းကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးနဲ့မင်းွက်တွေမိအောင်ကျွန်တော်စူးစမ်းရှာဖွေပေးပါမယ်နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ ကံကောင်းအောင်မြင်ကြပါစေဒီဘွဲမှာစိတ်အချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးပါရစေဗျာနော်ကျွန်တော်ရဲ့အားပေးတဲ့တူဦးတယောက်ချင်းတိုင်းစီကိုလည်းအထူးပဲကျေးဇူးတင်ပါရစေဗျာနော်ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပါသေးရင်လည်း like subscribe လေးလှူထားပေးသွားပါဗျာနော်အဲ့တော့အားလုံးပဲကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးနေကျွန်တော်ရဲ့ live show ထုတ်လွှင့်မှုကိုလည်းဒီဒီမဲ့ရန်နာခွင့်ပြုပါဗျာနော်